အမေရိကန်နိုင်ငံအနေနဲ့ခြေဥတော်လှည့်လို့မရတဲ့ဒီနိုင်ငံအမေရိကန်ကတော့သူဟာအင်အားကြီးနိုင်ငံဖြစ်တာကြောင့်သူကလူတိုင်းလူချင်းနေမယ်လို့ထင်ကောင်းထင်မှာပါတလူထင်ထားတဲ့အမေရိကန်နိုင်ငံအတွက်တော့2024ခုနှစ်တဲကသူဟာအပေခံနိုင်ငံတစ်ခုဖြစ်သွားတာသူမသိခဲ့ပါဘူးဒီနိုင်ငံတွေကတော့အမေရိကန်နိုင်ငံခြေဥတော်လှည့်လို့မရတယ်လို့လာရင်လဲမောင်းထုတ်ဖို့ဆင်ထင်ဖြစ်နေတဲ့နိုင်ငံတွေပဲဖြစ်ပါတယ်ဒါဆိုသူတို့ကဘယ်နိုင်ငံနေလဲဘာကြောင့် အမေရိကန်ကိုနှင်ထုတ်ချရလေဆိုတော့သိချင်ရင်တော့ဗီဒီယိုလေးကို ဆုံးထိကြည့်သွားပေးပါဦးနော်။နယူးယောက်နယူးယောက်ဟာအမေရိကန်တွေကိုဘာကြောင့်ရန်လိုနိုင်ခြေရှိတယ်လဲဆိုရင်အကြောင်းရင်းကိုဥစွာစပင်းကြည်လိုက်ကြရအောင်။အမေရိကန်နိုင်ငံရဲ့အာဏာနဲ့ ဩဇာလွှမ်းမိုးမှုဗဟုချမ်းဖြစ်တဲ့နယူးယောက်ဟာမကြာခဏဆိုသလိုနာကြီးမှုနဲ့ရန်ညိုးရန်စားရေးစီကိုဥတီသွားစေတတ်တဲ့လူမှုစည်းဝေးရေးမညီမျှမှုကနေယဉ်ကျေးမှုဆိုင်ရာပဋိပက္ခတွေတည်စုညံပွန်လို့ရိုက်နေတတ်လိရှိပြီးတင်းမာမှုများကနယူးယောက်မြို့မှာအမြဲတစင်လွှမ်းခြုံလျက်ရှိနေပါတယ်။ပေကျင်းတရုတ်နိုင်ငံရဲ့စီကားနယ်မြို့တော်တစ်ခုဖြစ်တဲ့မြို့တော်ပေကျင်းမှာတော့ အမေရိကန်ခီးတွားတွေနဲ့ဒေသခံပြည်သူများကြားအပြန်အလှန်ဆက်ဆံမှုအပေါ်အရင်ရောင်ပြက ကုန်သွယ်ရေးအငင်းပွားမှုတွေအကောက်ခွန်ဆိုင်ရာပြဋ္ဌာန်းချက်တွေကြောင်းအမေရိကန်နဲ့တရုတ်တို့ကြောင်းဆက်ဆံရေးယိုယွင်းလာခဲ့ပါတယ်။အဲဒီကနေတစဉ်နှစ်နိုင်ငံကြားစီးပွားရေးဆိုင်ရာကိစ္စရပ်တွေမှာတင်းမာမှုတွေတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်။တူချူ တိုချိုရဲ့လူမှုရေးဆိုင်ရာအထက်တန်းစင်များနဲ့ယဉ်ကျေးမှုစံနှုန်းများဟာဒေသခံတွေနဲ့နိုင်ငံခြားဧည့်သည်တွေကြောင့်အစိမကတ်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။အမေရိကန်ခီးသားတွေအတွက်လည်းတိုချိုရဲ့ရှုပ်ထွေးတဲ့လူမှုကျင့်ဝတ်တွေနဲ့အကောက်ခွန်ဆိုင်ရာဥပဒေတွေဟာကြီးစွာသောအတားအဆီးတွေဖြစ်ပေါ်စေလျက်ရှိပါတယ်။လန်ဒန်လန်ဒန်ဟာသူတို့ရဲ့ဥပဒေဆိုင်ရာကန့်သတ်ချက်များနဲ့ဘျူရိုကရေစီတားဆီးတွေမှာ နိုင်ငံတော်စနစ်ချည်တဲ့ဝေဖန်မှုတွေကိုရင်ဆိုင်နေရပါတယ်။ မြို့တော်ရဲ့ကျွဲဝါတဲ့ရင်ကျေးမှုအမွေနေ့တေကိုစူးစမ်းလေးလာတော့တဲ့အမေရိကန်ခီးသွားများတွင်လူဝင်မှုကြီးကြပ်ရေးမူဝါဒဟာတိတ်ပြီးရှုပ်ထွေးလာပါတယ်။ဒီစစ်စင်တွေဟာအမေရိကန်ပြည်ထောင်စုကနေလန်ဒန်ကိုလာရောက်လေပတ်သူတွေကိုဟန်တာတဲ့ရှုပ်ထွေးတဲ့အစီအစဉ်တွေလည်းဖြစ်ပါတယ်။စစ်တနီစစ်တနီမှာ ကမ္ဘာဆက်ဆံရေးရှုပ်ထွေးမှုပြဿနာတွေရင်တစိမ့်တစ်ပိုင်းဖြင့်အပြည်ပြည်ဆိုင်ရာလူဝင်မှုကြီးကြပ်ရေးမှာလန်တန်မြို့လိုရှုပ်ထွေးလွန်လာတာကြောင့်အမေရိကန်ခီးတွားတွေအတွက်စိတ်ရှုပ်စရာဖြစ်ပါတယ်။ပါရီရင်ခုန်ဆရာနဲ့စက်တင်ရှိလာတဲ့အလှတွေနဲ့ပြည်နယ်နေတဲ့ပါရီမြို့မှာတော့ယဉ်ကျေးမှုကွဲပြားနေတယ်။အမေရိကန်ခီးတွားတွေဟာဘာသာစကားခက်ခဲရင်းလူမှုရေးစံနှုန်းတွေကိုနားလည်မှုလွဲခြင်းများဖြစ်ပေါ်နေရှိတတ်ပြီး အမေရိကန်တွေကိုအဆင်မပြေမှုတွေဖြစ်ပေါ်စေတဲ့မြို့တစ်မြို့လေးဖြစ်ပါတယ်။ဘာလင်။ဘာလင်မြို့ဟာအမေရိကန်ခီးတော်တွေပေါ်တန်တရားစိတ်နဲ့ရန်လိုစိတ်တွေဖြစ်ပေါ်လျက်ရှိပါတယ်။ဒုတိယကမ္ဘာစစ်ကနေစစ်အေးကာလထိအမေရိကန်တို့ပေါ်နာကျင်မှုများခေတ်ဆက်ဆံလွှမ်းမိုးလာခဲ့တာဟာယနေ့အချိန်ထိပဲဖြစ်ပါတယ်။ဂျေရုဆလင်ဘာသာရေးတင်းမာမှုတွေနဲ့နိုင်ငံရေးတင်းမာမှုတွေက ဂျေရုစလင်ရဲ့လုံခြုံရေးပြဿနာတွေရဲ့တစိမ့်တစ်ပိုင်းကိုမိမောင်းထိုးပြတာလည်းရှိပါတယ်။အမြဲတမ်းလိုလိုဂျေရုစလင်ဟာမငြိမ်မသက်မှုများရဲ့ပြည်ယုတ်ကျေရည်တည်နေပြီးထူးသဖြင့်အရှိလေပိုင်းဒေသမှာဆိုရင်လုံခြုံရေးဆိုင်ရာပြဿနာတွေကစိုးရိမ်စရာ ကောင်းလာအောင်ကြီးထွားလာနေပါတယ်။ ဒါကြောင့်အစ္စရေးပါလက်စတိုင်းပြည်ပခရင်ရှုပ်ထွေးတဲ့ဖြစ်ရပ်မှန်တွေကိုစူးစမ်းလေ့လာလိုကြတဲ့အမေရိကန်ခီးသွားတွေအနေနဲ့ဂျေရုဆလင်ကိုသွားရောက်တဲ့အခါဒီလိုလုံခြုံရေးပြဿနာတွေကြောင့်ထည့်သွင်းစဉ်းစားထားတင်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်။